မင်္ဂလာပါရှင်မင်းများကျမ်းမာချမ်းသာပြီးလွန်စနာတွေပြေဝကြပါစေဗျာကျွန်တော်တို့30နှစ်အတွက်ထိုင်းစီတီကီယေဘရိုင်နဲ့အတွေ့ပုံစံလေးထုတ်ပေးမယ်အဲပြီးရင်ကျွန်တော်တို့မင်းခွက်လဲတယ်နင်းနေလေထုတ်ပေးမှာဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့ကျွန်တော်ထိုင်းစီအနေနဲ့ဗာလေးရလဲဆိုရင်ဒါထိုင်းစီဖြစ်တယ် ကနစ်ကိုရနေကတော့အပူတို့မဟုတ်ကျွန်တော်ဘိုင်ဆိုင်ကြတဲ့အတွက်ကြောင့်ဘူးဆိုင်ကတော့ကွတိဝင်ပါလေဗျာနော်အဲဆိုင်ကြရင်တော်တော်လေးအာကောက်ပါလေဗျာနော်အထီးကနန်းကလည်းတော်တော်လေးအဆင်ပြေတယ်။ထိုက်စီးကလည်းအရင်ပက်တွေတုန်းကတော့ဆက်တိုက်ကိုဝင်နေတယ်။ဒီနေ့ကလည်းကျွန်တော်29ရက်နေ့မှာထိုက်စီးဝင်ပြီးတော့ကျွန်တော်အပူဆိုင်ထွက်သွားပါတယ်။ ဘူးက၃ကွက်ပေးတာအဲ့ဒီကနေထွက်တယ်နော်ကဲ bright key ကဘာတွေပါလဲဆိုရင်အဲ့ဒါချွေကဲကြီးနှိမ့်မရတဲ့ဟာဖြစ်တယ်သူများရဲ့လေအဲ26ရက်နှိမ့်ကတော့ကျွန်တော်ချွေကဲကြီးနှိမ့်ကတော့လွဲတယ်ဗျာနော်ဟာချွေကဲကြီးတည့်နှိမ့်ကတော့ကျွန်တော်တီးသန်း channel မှာတင်ပေးထားတယ်ဗျာနော်အဲ့ဒါဒီမှာဝင်ကြည့်လို့ရပါတယ် ကျွန်တော်တို့ကိရပြရပြီးထိုက်စီရပြီးဒါဆိုရင်အတွဲပုံစံလေးထုတ်ပြင်မယ်။ ကျအတွေးပုံစံရပြီဗျာနော်အတွေးပုံစံရပြီဆိုဒီနေ့ကဘယ်နှကွက်ရလဲဆိုဒီနေ့ကလည်း15ခွက်ရတယ်ဗျာ15ခွက်ရတယ်ဆိုတော့ကျွန်တော်15ခွက်လုံးကိုတော့ကျွန်တော်အကုန်လုံးကိုဒီဒီနေရာမှာထည့်ပြီးတော့မရေးပေးတော့ဘူးဗျာနော်အဲအဲ့ထဲကပဲကျွန်တော်ဒီ15ခွက်ထဲကပဲ main ခွက်လာနိုင်တဲ့အလားလာရှိတဲ့အခွက်တွေပဲကျွန်တော်ထုတ်ပြီးတော့ရေးပေးလိုက်မယ်ဗျာနော်အဲဒီထဲကပဲမဆွေများအကြိုက်ကို ထုတ်ယူပါအဲဒါမှမဟုတ်ဒီအတွေးသေးကပဲမဆင်များကိုယ့်ဟာကိုဟိုစက်ကြိုက်ရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ် ကြတာတော့မင်း off ဖြစ်ပါတယ်ဒီ15ခွက်အထဲကပဲနော်ဒီ15ခွက်အတွေး size ကပဲကျွန်တော်ဒီအကွက်တွေကိုနင်းနေလေးရွေးရှည်ပြီးတော့ထုတ်ပေးတာဖြစ်တယ်အဲဒီ main ခွက်တွေမကြိုက်ရင်မဆွေမြတ်ဒီအတွေးသေးကပဲမဆွေတို့အကြိုက်ထည့်လို့ကြတဲ့အကွက်တွေကိုရွေးရှည်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီလိုဆိုရင်အကုန်လုံးမြင်ရတွေ့ရမှာဖြစ်ပါတယ်เนาะ ကဲအကုန်လုံးအဆင်ပြေကြပါစေဗျာနော်အကုန်လုံးအဆင်ပြေကြပါစေနောက်နေ့ဗီဒီယိုမှာပြန်ဆုံကြတာပေါ့ဗျာနော်